ွာတရွာလုံးကတတ်နိုင်တယ်လို့တထောင်တထောင်အဲ့လိုစုပြီးတော့ဘုတ်ကြတာပေါ့အဲ့တော့တကယ်ရင်ထဲမှာအဲ့ဒါအဲ့ဒါသွေးမြင့်ဆိုတာပြိုင်တော့မပြိုင်ချင်းအဲ့တော့အမှန်ပဲဗုတ်တင်းနဲလို့ပြုတ်သွားရင်လည်းဂျင်းနဲ့တဲ့ကိုယ့်ရဲ့ဒီဗုတ်တင်းထဲမှာဆိုချစ်ချင်းမိသားစုအပြည့်ပါဆိုတော့ဒီနော် ဆုံထိုင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အနန်းနီကအစကတည်းကရက်ဆုံမှာထိုင်ခဲ့သူဆိုတော့အပတ်တိုင်းကိုစိတ်ကပြင်ဆင်ထားပြီးသားပြန်ပွဲဆိုတာတော့ပြန်ချင်လို့လာပြန်ကြတာကြီးပဲပေါ့ဒါပေမဲ့လည်းအနိုင်ပဲအရှုံးပဲဖြစ်ဖြစ်လက်ခံနိုင်တယ်ဆိုတော့အဲ့ညောက်ထွက်သွားရင်လည်းကွာကျေနပ်တယ်အမြဲတမ်းပြင်ဆင်ထားပြရဆိုတော့ ။တကြံ vibe လေးရအောင်အားလုံးအားလုံးတကြံ fiction လေးနဲ့ဖန်တီးထားတာပါလို့။အာဒီဇွာရေးသားထားတဲ့ရွှေရောင်ရွှေရောင်နစ်တဲ့ဆိုရက်တချင်လေးဖြစ်ပါလေလား။ဒီတချင်က jazz music ပေါ့နော်အာဘာလို့အဲ့လို jazz music type ကိုရွေးထားလဲဆိုတော့အားလုံးကမြန်မာတန်စင်လေးနဲ့တချင်းတွေတော်တော်များများပါတယ်ပြီးတော့နည်းနည်းမြူးတဲ့တချင်းခစ်ပေါ်မြူးတဲ့တချင်းကတယောက်ပါတယ်ဆိုတော့ နန်းညီလည်းအဲ့လိုမြန်မာတန်စင်ရွေးလိုက်ဆိုအားလုံးလည်းမြန်မာတန်စင်ရွေးထားတော့နန်းညီက jazz music type လေးကိုရွေးလိုက်တာပါလို့ဟုတ်တယ်တကြံတကြင်တကားမလည်းမစုံဘူးတကြံလည်းမစုံဘူးပေါ့နော်ပြီးတော့အာမြန်မာတချင်းဆိုဖို့ဆိုရင်တော်တော်လေးခက်တယ်တိုင်းသူဆိုတော့တာတွေကအဲ့အတန်အာမပီယာပြီးတော့ကကအတန်လို့ဆို ွယ်ဆိုရင်ဂွယ်အဲ့လိုတွေထက်တာလေးနော်ဆိုတော့အရင်ခက်ခဲတာပေါ့အခုဆိုတကြံတကြည့်ဆိုပိုဆိုအစားတော့တချင်းအရင်ရွေးရပေါ့နော်ဆိုတော့ rock တချင်းတပုတ်တော့ရွေးထားတယ်ဒါပေမဲ့လည်းအရင်ကနန်းနီယာနှစ်ခေါက် rock ပြီးပြီဆိုတော့ဒီရေဒီလေးမှလည်းတစ်ခေါက် rock တယ်ပြီးတော့ rock rock week မှနောက်တစ်ခေါက်ပြန် rock တယ်ဆိုတော့ဒီတစ်ခေါက်ကရပါပြီမ rock တော့ဘူးလို့ အဲဆောင် jazz music type နေမဆိုဖူးသေးတော့အဲ့ဒါလေးရေးထားပါလေလို့ဟောတကယ်မတင်ဟောနန်းနီကမကျင်နာကလာတယ်ဆိုတော့ရန်ကုန်မှာကအမပဲရှိရတခြားသူတွေဘယ်သူနဲ့မှမတည်ဘူးဒါပေမဲ့နန်းနီကိုချစ်ပြီးတော့ support ပေးမယ်ဆိုမှပြောလာကြတယ်ပေါ့နော်ဆိုတော့အရန်ဝမ်းတာတယ် make up ရဲ့အဲ့ဒီ dress တွေကအစ sponsor ပေးမယ်ဆိုတော့ တကယ်နန်းကြီးအတွက်ဆိုတော့အရန်ကြီးမားတဲ့အရာတစ်ခုကွာဒါတကယ်ချင်းညော်တချို့ကိုကနဲ့ကိုလှုပ်ကြတဲ့အကွာနဲ့ကိုဆင်ကြတဲ့သူတွေဆိုတိပါတယ်အရန်ခက်ခဲတယ်ရှာရတာအဆင်မပြေဘူးဆိုတော့အခုလို support ပေးကြတဲ့နန်းကြီးအတွက်ကတော့အရန်ကြီးစုတော်ပဲပေါ့နော်ပြောရမယ်ဆိုတော့ Redstone ထိုင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးရောနန်းကြီးကအစကတည်းက Redstone မှာထိုင်ခဲ့သူဆိုတော့အပတ်တိုင်းကိုစိတ်ကပြင်ဆင်ထားပြီးသားဘာလို့ဆိုတော့ ဗုတ်တင်းနဲ့ပတ်သက်လာရင်တော့နန်းညီတို့မြစ်ချနာကချင်ပြည်နယ်ကလိုင်းအခက်ခဲကြောင်ပေါ့နော်ဗုတ်ချင်တော့မှဗုတ်လို့အဆင်မပြေဝင်ရတာအဆင်မပြေဘောနော်ဆိုတော့အများရစိတ်ကပြင်ဆင်ထားပြီးသားပါလို့ဒီတပတ်လဲထိုင်ရမယ်လို့ပဲထင်တယ်အာထွက်ရမယ်လို့လည်းထင်မိတယ်ဘာလို့ဆိုတော့အကုန်လုံးလဲကောင်းကြတယ်ပြီးတော့ဗုတ်တင်ပိုင်းနဲ့ပတ်သက်ရင်ပေါ့နော်နန်းညီအပတ်တိုင်းနေတယ်ဆိုတော့ဒီတစ်ခေါက်ကတော့ထင်မိပါတယ် အစတော့အဲ့ဒီ reserve showroom ကအဲတကယ်တော့ပြောချင်တာပေါ့နော်ပြိုင်ပွဲဆိုတာတော့ပြိုင်ချင်လို့လာပြိုင်ကြတာကြီးပဲပေါ့ဒါပေမဲ့လည်းအနိုင်ပဲအရှုံးပဲဖြစ်ဖြစ်လက်ခံနိုင်တယ်ဆိုတော့အဲ့ညောက်ထွက်သွားရင်လည်းကွာကျေနပ်တယ်အမြဲတမ်းပြင်ဆင်ထားပြရဆိုတော့အဲ reserve ဘယ်လိုပဲလာလာပေါ့နော်ခံနိုင်တယ်အမြဲတမ်းခံနိုင်ရှိပြီးသားပါလို့ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ တငယ်ချင်းတွေအားလုံးကကောင်းကြတယ်အစိုးပိုင်းအဘယ်တယောက်ကိုပဲဝင်နာပေးပေးချိန်တတ်တယ်ဘာလို့ဆိုအားလုံးကကိုစီကောင်းကြတော့ပြော့အမ်ပြိုင်ပွဲလက်လို့ပြောရမလားနော်ဆိုတယောက်နဲ့တယောက်ကမတူနိုင်ဘူးဘသူပဲရရလက်ခံတယ်ဒီရှင်ပြိုင်နေကြတဲ့ဒီပြိုင်ပွဲပြိုင်ပွဲဝင်အားလုံးက မပြောတတ်တော့အရင်ကောင်းတယ်အကုန်လုံးတော်တယ်ပေါ့အဲအကုန်လုံးကအရင်တော်တယ်ဟာအဲ့ဒါတော့ယင်တဲ့ကနေတကယ်ဘသူပဲဝင်လာရရနန်းနီယာခြေနဲ့တဲ့အားပေးနေမှာပါလို့ယွာတယွာလုံးကတတ်နိုင်တယ်လို့တထောင်တထောင်အဲ့လိုစုပြီးတော့ဘုတ်ကြတာပေါ့အဲ့တော့တကယ်ယင်တဲ့မှာအဲ့ဒါအဲ့ဒါသိမိဆိုတာပြိုင်တော့မပြိုင်ချင်းအဲ့တော့အမှန်ပဲအာနာမီယာပေါ့လားဟုတ်ကဲ့ကျေးဇူးလည်းအများကြီးတင်ပါတယ်ဗုတ်တင်းနေလို့ပြုတ်သွားရင်လည်း ကျင်းတ်တဲ့ကိုယ့်ရဲ့ဒီ voting ထဲမှာဆိုချစ်ချင်းမိသားစုအပြည့်ပါတယ်ဆိုတော့ဒီเนาะကျင်းတ်တဲ့ဟုတ်ကဲ့အနန္နိဖဲ့အေးဘလွဲမဆောရလည်းကွန်ချိုအိုင်အာရှာရှ်ကနာဝန်ပေါ်မြူရှာနီယောဖဲနန်ညကဲချီချူတူမဲဖဲဆာဂနာရှမန်တီဂျူနီကုမောရှုခမ်လာငါမူကယောဖဲကချီချူဘာဆဲ